ချီးမြှင့်ပေးခဲ့ကြတဲ့အားလုံးပဲမင်္ဂလာပါရှင်။မတော်လို့ရဲ့ချစ်စွန် channel လေးကိုအစဉ်ဆုံးမျှော်နားဆင်အားပေးနေကြတဲ့ချီးမြှင့်ပေးတဲ့ကြီးတဲ့မတော်လေးနေ့မှာတင်ဆက်ပေးခြင်းနဲ့အပြာရသစာဖေးဆက်လန်းလေးကတော့ပန်းချွေမဲမောက်ဖေးဖေးဆိုတဲ့ဆက်လန်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဆက်လန်းလေးစတင်ခင်မှာမတော်လို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့နဲ့ဗီနာကနူတီခေါင်းလောင်းလေးကိုနှိပ်ခဲ့ပေးဖို့လည်းမမေ့ပါနဲ့ဦးနော်။ဒါဆိုရင်မတော်ဆက်လန်းလေးကိုစလိုက်ပါမယ်။ဖြူစားလီချော့ ။ဇွေးမရှိရဲ့ပကံလေးကဘူးသီးကြော်တစ်ခုကိုကောက်ယူပြီးဖြိုးဆိုတဲ့ချစ်သူလေးကိုဖိုးကျော်ကခွန်ကျွေးလိုက်တယ်။ဖြိုးကိုဖိုးကျော်မမြတ်နုံနုံကိုချစ်ရှာတယ်။ချစ်သူကတည်းကနှစ်နှစ်အတွင်းမှာလက်ကံယုံပါလိနဲ့ယုံကလွဲပြီးကျန်တာပါမှမလုပ်ဘူး။ချစ်ရသောဖြိုးကိုဖိုးကျော်တံပိုးထားတယ်။ဒါကြောင့်မို့လဲစိတ်စင်ချင်းချင်းနေရဲ့အခွင့်အရေးရှိပေမဲ့မယူခဲ့တော့ဖိုးကျော်ရဲ့ဖြိုးပေါ်ထားတဲ့ချစ်ချင်းမှာပဲ။ဒီကြောင်ခွင့်ကြီးနေရမောင်ကိုကြည့်ရင်ရင်ထဲမှာချစ်တင်ပြည့်နေတယ်ဒီလိုကိူးဆိုင်ရှိတဲ့သူမို့ဖြူးကိုသူပြစ်သွားမှကြောက်တယ် အခွင့်အရေးမယူတတ်တဲ့သူမို့လဲမောက်ကိုလေးစားမိတယ်။အခွင့်အရေးယူခဲ့မယ်ဆိုရင်လည်းပြေဖို့တင်ပါပဲမောင်ရဲ့။အန်ဒီကျွန်တော်တို့ဘယ်လောက်ကြလဲခင်ဗျာ။ဝသီးကျော်တပွဲတည်းဆိုတော့900ပဲကြပါရဲကွယ်။ဖိုးကျော်900ရက်တည်းရထုတ်ပေးလိုက်တယ်။ပုဆက်ရှိပြီးတာနဲ့ကားတကားကိုဖြိုးဝင်ထိုင်မှုအသိဖြစ်အောင်ဖွင့်ပေးလိုက်တယ်။မောင်ရဲ့ဒီလိုဂိရုဆိုင်ရှိမှုတွေကြောင့်ဖြိုးစိတ်ရှမ်းသာပါတယ်မောင်ရဲ့လို့ရှင်ထဲမှာတို့တို့လေးပြောနေမိတယ်။ဖြိုးပါတာဖွင့်လို့ရပါတယ်မောင်ရဲ့။မောင်ကိုယ်တိုင်ဖွင့်ပေးခြင်းလို့ပေါ့ဖြိုးရဲ့ဖြိုးပဲသွားခြင်းတည်းလေသွားစရာမရှိတော့ပါဘူးမောင်ရဲ့ ဖြိုးကိုလက်ထိတ်ချပေးပြီးဖိုးကျော်အင်းကိုပြန်လာခဲ့တယ်။သားလာထိုင်အောင်ကျောင်းမီတဲ့ပုံမှာငကားပုံထိုးထားတယ်။တမလက်သားခုံကြီးပေါ်မှာမိမိကြီးထိုင်နေတဲ့ဥပါထူကအခုမှဝင်လာတဲ့သားဖြစ်သူကိုလှခေါ်လိုက်တယ်။ဟုတ်ကဲ့ဖေဖေ။ဖိုးကျော်ခါလေးကိုင်းပြီးဖေဖေရှိရှိခုံတစ်ခုံမှဝင်ထိုင်လိုက်တယ်။ဖေဖေကိုဖိုးကျော်ချစ်ကြောက်ရိုးသေးတယ်။ငယ်စဉ်တည်းကမိခင်မရှိတော့တာကြောင့်ဒီဖေကပဲသူ့ပေါ်မှာမိခင်လိုတစ်မျိုးဖခင်လိုတစ်မျိုးဒီရွယ်ထိရောက်အောင်ထိန်းချောင်းလာခဲ့ရတာဖိုးကျော်အတီးပါ။ဒါအခုမင်းတက်ဘလောက်ရှိပြီလဲ။ 25နှစ်ထဲမှာပါဖေဖေအေးဒါဆိုငါသားမှချစ်သူရှိလောက်ရောပေါ့ဗျာဖေဖေခုလိုမိလာလိမ့်မယ်လို့ဖိုးကြော်မထင်ထားဘူးဘလို့ပြန်ဖြေရမှလည်းမသိပါဘူးရင်းနေလဲတုံနေတယ်ဖြစ်နိုင်ရင်ဖေဖေရှိကနေချက်ချင်းပြောက်ွယ်သွားခြင်းမိရဲ့ဖေဖေမေးရတာဖြစ်လေသားမှရီးစားရှိနေပြီလားဖေဖေကထမ်းမေးတော့မဖြေလို့မဖြစ်တော့ဘူးဖေဖေစိတ်တူလာရင်ကြောက်ဖို့ကောင်းတယ်အရေးဆိုပြီးဖြေလိုက်တယ်ရှိပါရဲ့ဖေဖေငါသားကပဲဆိုလို့လေကွာရီးစားတွေပါတဲ့တောင်ရှိနေပါဘောလား ိဖိရဲ့ရေမောတန်ကြားမှာစိတ်တွေတင်းငိမ့်စပြူလာခဲ့တယ်။နောက်ထပ်ဘာပြောမလဲဆိုပြီးနားဆိုင်ထောင်နေမိတယ်။ဖိဖိဟာအခုချိန်ထိမိခင်တယောက်လိုမျိုးတားဖြစ်သူကိုမင်းနေရှာတဲ့အတွက်ဖိုးချော်စိတ်မကောင်းဖြစ်ပြီးပြန်နေ။ကဲတားမှရေးစားရှိရဲဆိုတော့မင်းပြန်တားခေါင်းမလေးကိုဖိဖိနဲ့တွေ့ဖို့ခေါ်လာခဲ့ဟုတ်ပြီလား။ဖိဖိတို့ကချမ်းသာပြီသားဆိုတော့စီးရဲကချမ်းသာတာမလို့စီးရင်ကောင်းတဲ့သူပဲလို့တယ်။ကဲကဲတားလဲတော့တော့ဖိဖိသတင်းစာဖတ်လိုက်အောင်မေး။ဖန်ကြီးချိန်မှာဝမ်းသာခြင်းများစွာနဲ့မိမိခန့်ရှိရာခြေလှမ်းတွေဥတီလိုက်တယ်။ အဲ့ရပေါ်မှာဖြိုးနဲ့တွေ့ရင်ပြပြဝစကားတွေစဉ်းစားရင်ညအတော်နဲ့မှအိပ်ပြောသွားတော့တယ်။ချိုးပြောလီမောင်ဘာပြောမလို့လဲ။မောင်ရဲ့ဖေဖေကဖြိုးကိုတွေ့ကျင်လို့တဲ့။အဲ့ဒါဖြိုးဘက်ကလိုက်တွေ့ဖို့ရအဆင်ပြေပြေပြေဖြစ်ပါမလားမောင်ရဲ့ဖြိုးကစင်ရတော့ဖြိုးစီကတိမ်ငဲတဲ့စကားတွေထပ်မကြချင်တော့ကြောင့်ဖြိုးရဲ့နှုတ်ခမ်းလေးကိုကိုကျော်လက်ပြပေးလိုက်တယ်။အဲ့ဒါကြီးရှောင်မပြောပါနဲ့ဖြိုးရဲ့။မောင်ဖေဖေကစည်ရင်ချမ်းသာမရွေးပါဘူး။အခုလို့ခေါ်နေတာကလည်းဖေဖေကဖြိုးကိုကဲခတ်ကြည့်ရုံသက်သက်ပါ။ကျန်တာပါမှရှောင်မတွေ့နဲ့။ နဲ့ပြန်ဖြိုးကိုမောင်လက်ထိတ်ကနေလာဆောင်ပြီးခေါ်မင်း။ကဲတခု စားပြီးပြန်ကြစို့။ပန်းကျင်ရဲ့အထွက်မှာဖြိုးလက်ကလေးကိုဖိုးကျော်အားပြီးတဲ့အနေနဲ့ခိုင်းလျှောက်လာတယ်။နှက်ပြန်ဖေဖေနဲ့သူ့ချစ်သူလေးဖြိုးတို့တွေ့ဆုံမှုမှာအဆင်ပြေပါစို့လို့လက်ရှင်ထဲမှာချိန်ပြီးဆုတောင်းနေပြီးတယ်။လာပါဖြိုးရဲ့မကြောက်ပါနဲ့။မောင်ဖြူရဲ့အင်ကြီးကခန္ဓာလွန်းနေ။မိမိကပါဆက်တာမချမ်းသာပေမဲ့သူများစားသလိုစားနိုင်တယ်။သူများဝတ်သလိုဝတ်နိုင်တယ်။ဒါပေမဲ့မောင်ဖြူရဲ့ချမ်းသာမှုကသူမကိုအားငယ်စေရဲ့။ အိမ်ထဲသူခြေလမ်းရံပဲမဝင်ရတော့ဘူးမောင်စုအတင်းခေါ်လို့သာမောက်ပပေရှိရောက်လာရတယ်ဈေးမှာမောင်သားမရှိရင်ဒူးတွေခွေပြီးလဲကြသွားနိုင်တယ်မောက်ပပေကိုမကြည့်ရဲကြည့်ရင်ပြကြည့်လိုက်တော့ခံကြလွန်လာတယ်မောင်ကသာအသက်55နှစ်လို့ပြောမထားရင်40ကျော်လောက်ပဲထင်ရလာအောင်မောက်ပပေကနှုတ်ပြောလွန်လာတယ်ဖေဖေတားသူကိုခေါ်လာခဲ့ပါပြီဥဖာတို့တင်းစားဖန်နီယာကနေကောင်မလေးကိုခြေစုံကောင်းဆုံးခဲခတ်ကြည့်လိုက်တယ်ကောင်မလေးကသားလေးကဝင်ဖက်ပြီးမျက်နှာလေးကလည်းချောတယ်အရက်ကလည်းမြင့်နေလို့ပြောရမယ် ခါလေးကလည်းသေးသေးတယ်။နှာခါလေးကလည်းကွေးညွန်နေတယ်။တားဖြစ်သူရွေးတတ်တာပဲလို့စိတ်ထဲကနေပြောနေမိရဲ့။ကဲထိုင်ကြ။နှစ်ယောက်သားနီးရခုံနေမှာဝယ်ထိုင်လိုက်ကြတယ်။သူ့နာမည်ကဖြူဖြူပါဖြစ်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 နာမည်ကဥပါထူတဲ့။တမိတဲ့ဘလောက်ရှိပြီလဲ။ဘဲကနေစာမေးရမှမသိတော့ဥပါထူအသက်ကိုရင်မေးလိုက်တယ်။၁၉နှစ်တည်းမှာပါဦး။ကျောင်းကရောပြီးသားပြီလား။ဟုတ်ကဲ့ရှင်။ဘာမိချာနဲ့လဲတမိ။အီမိချာနဲ့ပါရှင်။ဖီဖီနဲ့ဖြိုးစကားပြောနေရအောင်ကြည်ရင်ဖိုးကျော်ကြည်နူးမီရဲ့ ဖြိုးနဲ့ဖေဖေတော်တော်လေးအဆင်ပြေတာတွေ့တော့ဝမ်းသာမိတယ်။ဖြိုးကိုဖေဖေချွေးမှပြလက်ခံမဲ့သဘောမှရှိရင်ဖေဖေတို့ပြောနေတာတော်တော်ကြာပြီလို့တွေးနေတော့ရှိသေးတယ်။တားတို့အေးစေးစေးစကားပြောခဲ့ကြအောင်ဖေဖေခန်းနဲ့သွားနားလိုက်အောင်ပဲ။အော်ဒါနဲ့တားတို့ကိုထမင်းချပြီးမှပြန်ဖို့တော်လေးမြကိုဖေဖေထမင်းချခိုင်းထားတယ်။တမီးလည်းထမင်းစားပြီးမှပဲသွား။ဟုတ်ကဲ့ရှင်။ဖေဖေကတော့ဖြိုးကိုချွေးမှတော့ဘလက်ခံသွားပြီနဲ့တူတယ်။မောင်ပြောလိုက်တာဖြိုးရဲ့သူတို့မိန်းလာဆောင်ကိုလာတဲ့ဧည့်သည်တွေကိုလိုက်လံနှုတ်ဆက်ရင်ဖိုးကြုံနဲ့ဖြိုးဖြိုးတို့ပြောမစုံတော့ ဖေဖေကဇုတ်စီစဉ်လို့ဒါဒီမလာဝဲလေးဖြစ်လာခဲ့ရတာဒါသမျှဧည့်သည်တွေကိုအပြောကိုစီနဲ့ဧည့်ခံနေကြတယ်မိမသာခန်းနာပြီးတော့ဖိုးကျော်တို့နှစ်ယောက်ကိုဥမာထုကသူ့အိမ်မှာပဲခေါ်ထားလိုက်တယ်။သားဗျာဖေဖေရော့သားတို့အတွက်ခန်းတော့ဖေဖေကသားတို့နှစ်ယောက်တည်းမင်္ဂလာဥလက်ဆောင်ဖြစ်ပေးတာဖေဖေကတော့သူတို့နှစ်ယောက်တည်းခန်းတော့ပေးပြရနဲ့ထွက်သွားတယ်ဖေဖေပြီးတဲ့ခန်းတော့လေးကိုကင်ပြီးဦးဦးနေနေဇနီးလေးဖြုတ်နေတူမိမိတို့နှစ်ယောက်အိမ်မဲ့ခန်းကိုပြေးလာလေးသွားကြည့်မိတော့တယ်လုံးဝကိုမထင်မဲ့ထားလာအောင်ဖေဖေခန်းကိုပြင်ပေးထားတာပါလား ကလေးနဲ့မွေရကလည်းနိုင်ငံခြားဖြစ်တယ်။မန္တလေးကအခြားနိုင်ငံခြားဖြစ်တယ်။မွေရကိုသေးချာချာကြည့်လိုက်တော့စပရေးမွေရဖြစ်နေ။ဖြိုးကတော့မန္တလေးကမှထိုင်ပြီးအလှပြင်ထားတဲ့ပစ္စည်းတွေကိုဖြုတ်မလို့လုပ်နေတယ်။ဝတ်ထားတဲ့ထိုင်မသိအင်ကြီးလေးကိုပါလဲတော့မယ်ထင်တယ်။ဖြိုးပြောလိမ့်မောင်။လက်ဝတ်လက်စားနဲ့ထိုင်မသိအင်ကြီးတွေကိုမလဲသေးပါနဲ့အောင်။ဘာဖြစ်လို့လဲမောင်ရဲ့။မောင်စနေလေးကိုဒီတော်သမီးဝတ်စုံလေးနဲ့ချစ်ချင်လို့ပါ။ဟာမောင်နော်။ဘာတွေချက်ပြောနေတာလဲရှက်စရာကြီး။ ရှာပြောတာမဟုတ်ပါဘူးဖြူရဲ့နှစ်ယောက်ကောင်းဖို့ပြောတာပါ။မောင်တော်သွား။မသွားပါဘူးဖြူရဲ့ဖြူကိုချစ်ရအောင်ပဲလေ။ဟာကွာဒါပဲပြောနေတော့တာပဲ။ဖြူဖြူရဲ့တဲလာတဲ့ခန္ဓာကိုယ်လေးကိုဖိုးကျော်ဖွင့်ချပြီးကလေးမတင်လိုက်တဲ့ဖြူဖြူရဲ့ပါးလေးကိုစားပြီးနှက်လိုက်တဲ့ချိန်မှာပဲအောက်ကညီတော်မောင်ကလည်းမာပြီ။အဲ့ဒီချိန်မှာပဲဖိုးကျော်ရေးဖိုးကျော်သူ့နာမည်ကိုအိမ်ပြပမလှမ်းခေါ်တန်းကြားလိုက်ရတယ်။အခုမှစာပြိုးခါရှိသေးအပြစ်မက ခေါ်တဲ့ကြောင့်ဖိုးချော်ဖိပြက်သွားတယ်။ဟီးဘာလဲကွာ ခဏလေးတော့ဖြိုးမောင်းတငယ်ချင်းတွေကိုထပ်တွေ့လိုက်အောင်မေးရေမင်္ဂလာဦးညမှာငါတို့ကိုလိုက်ပြီးပြုစုအောင်ပါကွာငဟိန်းကစားပြီးပြောတယ်မေးငါတို့ကိုလိုက်မတိုင်ရင်ငါတို့နေရာစလုံးမပြောင်းမဲ့ဒီမှာအိတ်လိုက်မှာတော့ငဝင်းကထပ်ပြီးချုံပေးလိုက်တယ်ဟာမင်းတို့ကလည်းကွာဒီလိုလုပ်လို့ပဲဖြစ်ပါမလဲနက်ဖြံမှာငါလိုက်တိုင်မယ်လीနော်ငါတို့ကဒီနေ့တောက်ချင်တာမင်းလိုက်တိုင်မလားမတိုက်ဘူးလားငါတို့တော်တော်တင်းလာပြီနော်ငဟိနဲ့ငဝင်းတို့စိတ်ဆိုးမှာကိုဖိုးကြော်မလို့ကျမဘူးအရှိဆုံးတန်ငယ်ချင်းတွေဆိုတော့လေလိုက်တိုက်ဖို့ဆုံးဖြတ်လိုက်တယ် ဒါဆိုလည်းခဏဆောင်ကွာဖြိုးကိုကြိုးချောင်းသွားပြောလိုက်အောင်ပဲအေးဒါမှငါတငယ်ချင်းကွာငဟိနဲ့ငဝင်ပြိုင်သူပြောလိုက်ကြတယ်ဖြိုးဟိုလေဘာပြောမလို့လဲမောင်ပြောလေမောင်တငယ်ချင်းတွေကဇွတ်လိုက်တိုက်ခိုင်းနေလို့အဲ့ဒါအော်မောင်ရဲ့ဒါများလိုက်တိုက်လိုက်ပေါ့တခုတော့ရှိတယ်နော်မောင်မောင်သားများကြီးမတော့ခင်နဲ့အင်မဖြူရဲ့ဒါရီချောက်ဖြူကိုမောင်ချစ်နေရတာအဝိစားတွေမလဲပြနေနော်အင်မသူ့ရဲ့တစ်ဆက်ဆက်ဇနီးလေးကိုနှစ်ဖူးလေးနမ်းပြီ ဖိုးချုံစံချက်ချင်းနဲ့ဗီယာဆိုင်ကိုလိုက်သွားတော့တယ်။လက်မရည်ထောင်ဝေးပါအောင်နော်။ချစ်တကယ်ချင်းတို့။နိုင်တဲ့ချားလို့လက်ကြည့်လိုက်တော့ဆယ်နိုင်ထုသွားပြီ။မောက်တကယ်ချင်းတွေကမောက်ကိုရစ်တင်များမိုးအောင်တိုက်နေတာလား။မောက်ကလည်းပြန်မလာသေးဘူး။ပိုက်တွေကလည်းစာနေပြီ။ဒီချိန်ထိထိုင်မသိဟင်းကြီးကြီးနဲ့ဆိုတော့အပြင်ထွက်စားဖို့ကလည်းမသိဘူး။မောက်ဖေးသေးတာရင်သူ့မောက်ကိုယူသွားပြီးထင်ရင်အခက်ပါ။ဘလို့လုံးလုံးလုံးရမှန်းမသိ။အမလီအင်းမရကောင်သူမရဲ့ဘောတို့ကြလာတာကြောင့်သူမလန့်ပြီးអော်ပြီးရဲ့နောက်မှာတော့မိသွားတယ် ဟေးဘာဖြစ်နေကြတာလဲဥဖာတို့လှမ်းပြီးအော်မေးလိုက်တယ်စူးစိုးဝါအော်တဲ့ကြောင့်လက်မြတ်နဲ့ရကားသာရှိသေးရဲ့ရမ်းဖြစ်နေတာလားဆိုပြီးစိတ်ပူသွားတယ်သတင်းစာဖတ်နေရဲ့ရှိန်လေးတောင်ပြတ်သွားတယ်ဘာသာမှထပ်မကြတော့ပုံပြီးစိတ်ပူသွားပြီးတားပြည်သူတို့ခန့်ရှိရကားတကားကိုဆွဲဖွင့်လိုက်တယ်ချင်းမဖြစ်သူဖြူဖြူကကျမ်းပြေပေါ်မှာလဲကြနေရဲ့တားပြည်သူကိုရှာတော့ခန်းထဲမှာမရှိဒီကောင်ဝယ်ပြထွက်သွားပါလေอืมမဖြစ်သေးပါဘူးဆိုပြီးခန်းထဲဝင်လိုက်တယ်ချင်းမဖြစ်သူဘလို့ကနေတတိတူတာလည်းမသိဘူး ဥမာတို့တတိပြန်လဲလာအောင်လှုပ်ရတယ်။တမီတမီဖြူဖြူရဲ့ပခုံးလေးကိုကင်လှုပ်ပြီးဥဖာတို့ခေါ်နေရဲ့။အာကျွတမီတတိရလာပြီလား။ဘလို့ဖြူဖြူတတိလေးနေတာလဲကွယ်။ဟိုတမီဘော်ကိုအိမ်မြောင်ပြုတ်ကြလို့ဥမာတို့ကူမသူ့ရှိမလေးကိုသိချာကြည့်လိုက်မိရဲ့။သူတို့တမီထိုင်မသိအင်ကြီးကိုခုချိန်ဒီမလဲရသေးတာကိုတတိထားမိလိုက်တယ်။စီထားတဲ့ပုံတော်ကတိပါဖနှက်ကလေးကအစာရှိနေသေးရဲ့။ဒီတော့ဥဖာတို့မနေနိုင်တော့ပဲမေးလိုက်တယ်။တမီခုချိန်ဒီဘာလို့ဘာတစ်ခုမှမလဲရသေးရလဲ။ ဟိုမောင်ကသူပြက်လိုက်အထိဒီပုံစံလေးတိုင်းလေးထားဆိုလို့ပါသူပြက်လိုက်အထိဆိုတော့အဲ့ဒီကောင်ကဘယ်သွားနေလို့လဲသူ့တငယ်ချင်းနေအင်ကိုလာပြီးခေါ်လို့ဘီယာဆိုင်လိုက်သွားပါတယ်ဖြစ်ဖြစ်အေးကောင်းကွာပြန်လာမှတွေ့အောင်ပဲဒီကောင်တော့လားတမီမတတ်တာသိဘူးလားခေါင်းမွန်တစ်ချောင်းလေးရည်နဲ့ဖိနေနေရှာတဲ့ရှင်းပါလေးရဲ့ပခုံးလေးကိုထိန်းကန်ထားရင်ဥပါထုမေးလိုက်တယ်ဟုတ်ဟုတ်ကဲ့ရှင်ကဲထထဒီကျမ်းပြပေါ်ကြာကြီးထိုင်နေလို့မကောင်းဘူးတမီကြီးပြားကြီးခင်းထားတာဆိုတော့အေးတယ်တော့ကြာဖျားနေအောင်ပဲကလေးမမခဏလှဲနေ ချင်းမလေးရဲ့လက်မောင်းလေးကိုဥပထုကိုင်းပြီးတော့လိုက်ပုံမှာဂရင်းသားမှာတယောက်ချတောင်းတယောက်ခလုတ်တိုက်ပြီးပြီးဟန်ချစ်ပြက်ကအသည့်ဆက်ဆက်စပရင်မွေရာကြီးပေါ်သို့နှစ်ယောက်သားလဲကြသွားတယ်။အသက်55နှစ်ရရှိဥပထုရဲ့ကျမ်းမာတောင်းနေတဲ့ကိုလုံးကြီးအောင်မှာတော့အသက်16နှစ်ရဖြစ်ပေမဲ့လည်းဖွင့်ထားလာတဲ့ဖြူဖြူတယောက်ပြီလို့နေရဲ့လှလိုက်တာသမီးလေးရဲ့မိမဖြစ်သူဆုံးမသွားကြတဲ့ကတကူရင်နေလာခဲ့တဲ့ဥပထုတယောက်အထီတွေကိုမရှောင်နိုင်တော့ဘူး။ဒါဖြစ်သူခုမှမင်္ဂလာဆောင်ထားတဲ့မိကလေးပါလားဆိုတာလည်းတတိမရတော့ သူတို့သမီးထိုင်ပသိအင်ကြီးလေးနဲ့လှခြင်းတိုင်းလှနေရှာတဲ့ဖြူဖြူရဲ့နုနယ်ပြုံးပြလာတဲ့လှတရားတွေမြင်နေရတာကြောင့်ဥပဒုရဲ့အသိစိတ်တွေဖုံးလွှမ်းသွားရပြီ။ချွေးမဖြစ်သူရဲ့မျက်နှာလေးကလည်းမိမိရဲ့မျက်နှာနဲ့မျက်နှာချင်းဆိုင်ဆိုတော့ချွေးမဖြစ်သူရဲ့စူပြပြီးရှင်းတဲ့နေရဲ့မျက်နှာလေးရဲ့အလှတရားများကလည်းဥပဒုကိုပို့ပြီးရင်ခုန်စီရဲ့ဥပဒုတရားပဇက်ကနေနှစ်ကိုကြားရှိရုပ်ပြီးချွေးမဖြစ်သူရဲ့ပန်းရောင်ဆိုထားတဲ့ကော့ညွတ်နေရဲ့နှက်ခမ်းလေးကိုလျှောက်လိုက်တယ်။ ဖြူးဖြူးခပြာဘလုံးမမထင်မှထားတာကြောင့်ရှိုင်တို့လို့မရတော့ပဲဥပထူရဲ့ငတ်ဖို့တဲ့နန်းလေးအောင်မှာအတန်လေးမြည်နေခံလိုက်ရရှာတယ်။တို့တို့ဖို့ကြိုးစားတော့လေဥပထူရဲ့တန်မာတဲ့ခန္ဓာကိုယ်ကြီးကိုဘေးလဲကြအောင်မတို့ထုံနိုင်တော့ဘူး။နောက်ပြီးတော့မောင်ဖွေရဲ့လက်တွေကလည်းအငြိမ်နေတော့ပဲသူမရဲ့လက်ဖေးကြံမကသာသာရှိရဲ့သူမရဲ့စုံလေးကိုထိုင်မသိဟင်းကြီးပေါ်ကနေစုံငယ်လိုက်ပုတ်တက်လိုက်နေလိုက်လုံနေတယ်။မောင်တစ်ခါမှမထီမကန်ခဲ့တဲ့နေရာတွေကိုမောင်ဖွေကငမ်းမရနေတော့စိတ်ထဲမှာလည်းဝမ်းနေတာလို့လို့ တာယာမိတာလိုလိုဖြစ်နေရပြီမောင်ဆောင်ထိန်သမျှကိုမောင်ဖေဖေကတရက်တည်းတစ်ခုပြီးတစ်ခုဖြည့်ဆည်းပြဖို့ကြိုးစားနေရင်တင်းကြီးခံကြလာတဲ့မောင်ဖေဖေကသူသားခုမှယူထားတဲ့တတော်သမီးလေးဆိုတာတောင်တတိမရနိုင်လောက်အသိစိတ်ကင်းမဲ့လိုဖြစ်နေရင်မျိုးလုံးတွေကလည်းရှင်းနေပြီးနှကမ်းမွေးတွေကလည်းထောင်နေရင်သူသားပြန်ပြန်ကိစ္စတွေပြပြဖို့အတွက်သူအဓိကလုပ်ငန်းစောင့်ဖို့ပဲပြင်လိုက်တော့တယ်တော့ဘာရောဖေဖေရဲ့မလုပ်ပါနဲ့တော့တမီးကိုသနာပါအောင်ဖြိုးဖြိုးခုမှငိုပြီးတောင်းပန်ရှာတယ် အဖေစိတ်တွေထိန်းလို့မရတော့ဘူးတမီးရဲ့အဖေကိုခွတ်လို့ပါတော့ကွယ်ဖိုးကျော်လူမမသိခင်ကတည်းကကင်းကွာတဲ့အရာဆိုတော့ဥပါထုလက်မလို့ချင်တော့ဘူးချွေးမဖြစ်သူကတောင်းမှန်နေပြီပဲလေဥပါထုတရားနှစ်ရှည်လာများမျိုးသိခဲ့ရတဲ့စိတ်ဆန္ဒများကိုဘလို့မှထိတ်ချုပ်လို့မရတဲ့ဆိုသူ့ရဲ့ပန်းနိုင်တို့သာရောက်လှမ်းလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲအင်းရှိမှကားတန်ကြရတာကြောင့်တားဖြစ်သူဖိုးကျော်ပြန်လာပြီဆိုတာသိလိုက်တယ်ဥပါထုတဝေမနေပဲဖြူးဖြူးရဲ့သွေးလေးတွေပေးနေတဲ့ နလေးကိုကောက်ယူပြီးဒီခန်းထဲမှာထွက်သွားလိုက်တယ်။ဖြူးဖြူးနဲ့သူ့ရဲ့ထွက်ကြလေရဲ့သရိုသမီးဝတ်စုံလေးကိုတည်တည်ချာချာပြန်ပြီးပြင်ဆင်လိုက်တယ်။ခုနကမှမောင်ဖွေကသူ့ရဲ့ကြာရှည်လာတဲ့ဆန္ဒလေးကိုပြင်မြအောင်ပြီးသွားတာမဟုတ်လား။အခုလဲမောင်ကရက်မူးကြီးပြန်လာပြီးမောင်တို့တော့သူမစိတ်မကောင်းပါဘူး။သူမရဲ့ပန်းကိုမောင်ကိုယ်တိုင်မယူနိုင်ခဲ့လို့ပါ။မောင်ဖွေကတော့သူမရဲ့ပန်းကိုယူသွားခဲ့တယ်။ဖြိုးရင်မောင်မရလေးရင်မောင်ကိုလာတွဲပါဦး။ဖြိုးကျော်အားလေးရှာလေးနဲ့ဖြူးဖြူးကိုလှမ်းခေါ်လိုက်တယ်။ မောင်မလို့အများကြီးတောက်လာတာလဲ။နည်းနည်းလေးပါဖြိုးရဲ့အခန်းထဲရောက်တဲ့ထီမောင်ကိုတွဲခေါ်လာခဲ့တယ်။မောင်စီကရက်နဲ့နေကလည်းနန်းစောနေရဲ့။အခန်းထဲရောက်တော့မောင်ကဖြိုးကိုမှု့ရပေါ်လှဲချပြီးမောင်ဖွေဖွေတုန်းကလို့ပါရတာမှန်းတော့မရှိနေဘူး။သူမဘာတွေလျှောက်တွေးနေတာပါလဲ။မောင်မေနဲ့မောင်ကိုနှိုင်းရှင်မိနေတာပါလားဆိုပြီးကိုကိုကို ရှက်မိသွားတယ်။သူမကစဉ်းစားတွေးနေတော့မှရှိသေးတယ်။မောင်ကတော့ပြီးသွားတယ်။အဟုတ်ကိုဘာမှမသိလိုက်ပါဘူး။တော်များရှင်း ကလေးလေးကိုမနှက်စာဆ ਾਇ အောင်တောက်ခေါ်လိုက်ပါအောင်ဥပထုရဲ့စကားစုံနာနဲ့တော်မြဖိုးချုံနဲ့ဖြူဖြိုးကိုခေါ်ဖို့ထွက်သွားတယ်တော်မြဆိုတာကလည်းတခြားလူမဟုတ်ဘူးဥပထုနဲ့မျိုးတော်တယ်ဥပထုရွာကိုလှူသွားလို့တုန်းကတော်မြနေရထိုင်ရတာအစီအမပြေတာကိုတွေ့လို့မြို့ကိုခေါ်လာခဲ့ခြင်းပါပဲအိမ်ဦးကိစ္စလည်းနိုင်နေနဲ့ရုံလဲယုံကြည်ရတဲ့တော်မြပါပဲခဏလေးတော့တော်မြနေသူဖိုးချုံလိုလည်းမြတ်နှစ်ယောက်ပါလာတယ်ဥပထုကတော့ခက်တီတီပဲကော်ဖီသားနဲ့ဒစင်းစာဖက်လိုက်လုပ်နေတယ်သူတို့နှစ်ယောက်ဖို့တော်မြကကော်ဖီနဲ့မုတ်ကိုစီစဉ်ပေးတယ် တာဖြားဖေဖေမင်းနာဆောင်တဲ့လုပ်တွေများနေတော့ကုမ္ပဏီကိုဖေဖေမသွားဖြစ်တာတော့တော်ကြာနေပြီဒီကြားထဲမှာဦးစိုးမင်းနဲ့ဖေဖေလွှဲထားရတယ်တားမလက်စာစားပြီးရင်ဖေဖေတို့ရဲ့ကုမ္ပဏီကိုသွားလိုက်အောင်ဖေဖေကတော့တားလိုက်မိမရပြီဆိုတော့နားလိုက်အောင်ပဲတားကဦးစိုးမင်းနဲ့တွေ့ပြီးကုမ္ပဏီကိုတိုးတက်အောင်လုပ်တကယ်လို့လုပ်ငန်းနဲ့ပတ်သက်ပြီးနားမလည်တာရှိရင်အခက်အခဲရှိရင်ဖေဖေကိုပြောဟုတ်ပြီလားဟုတ်ကဲ့စိတ်ချပါဖေဖေတားတိချလုပ်ပါမယ်အေးကောင်းတယ်ကောင်းတယ် ဖြူးဖြူးနဲ့မင်းကဘာမှမဖြစ်ခဲ့တယ်လို့ဟန်ဆောင်ပြီးစားစရာရှိတာစားတောက်စရာရှိတာတောက်နေလိုက်တယ်။နှစ်ယောက်စလုံးခက်တီတီပါပဲ။ဥပါထုတို့ပြောနေကြတာကိုခေါင်းကုံပြီးစားတောက်ရင်းကနားထောင်နေရင်အမှန်ကတော့ဥပါထုညစ်လိုက်ချင်ပါပဲ။သူ့သားကိုကောင်းမလေးနားမရှိအောင်ခွင်းစင်လိုက်ချင်တာပဲ။လာပါတယ်ဖြူးဖြူးကိုအားပါတရထက်ချင်ချင်သေးရင်တကားဖွင့်တယ်ကိုတိုးတိုးလေးကြားလိုက်လို့ဖြူးဖြူးအိတ်ရင်လှည့်ကြည့်လိုက်တယ်။ဟင်းဖေဖေဘာလာလောက်တာလဲ။တမီးလေးကိုချစ်ရတာမဝါသေးလို့လာတာပေါ့။ ဖြူဖြူလေးမထူးတော့တာမဟုတ်ဥပထုရဲ့ဖြူသမ ्या ကိုဒါနုနေရတော့တယ်။ဒါကြောင့်မို့လဲသူမကမောင်ဖဖေးကိုဆွဲလန်းနေပြီးတာပါပဲ။ဥပထုရဲ့အထီးတွေမှာဆွဲမက်နေပြီးမောင်ဖဖေးကိုမောက်ထက်တောင်ပို့ပြီးတော့နှစ်သက်ဆွဲလန်းမိနေပါတော့တယ်။ချိုးမှာကြံသေးရဲ့ပန်းဦးတွေကိုလည်းမောင်ဖဖေးဘလို့နင်းနေပဲရှူရှူဖြိုးညွတ်နိုင်တော့မှမထင်တော့ပါဘူး။အော်သူမရဲ့ပန်းဦးလေးတွေကိုတစ်ခုချင်းချွေမဲ့ပန်းဦးချွေမဲ့မောင်ဖဖေးပါပဲလေ။ဒီဇလန်းလေးကတော့ဒီမှာပဲပြီးပါပြီ။ ရင်းနဲ့တို့လိုက်ပါစီမြောက်ခန်းစားပြီးခဲ့ကြတယ်။ဘသူတို့ရဲ့ချစ်စုံပြည့်တဲ့ကြီးကိုကျေးဇူးတင်ရပါတယ်နော်။